ပြည်သူများအားလုံးမင်္ဂလာခင်ဗျာကျွန်တော်တို့မြန်မာဖိုင်တာထွန်းထွန်းမင်းကတော့ဝမ်ရှမ်မြန်ရှစ်ကနေသူ့ကိုကန်လန်းထားတာဟာငားချိန်တော်ရှိခဲ့ပြီဒီတော့နှစ်ကုံပိုင်းကိုရောက်ရင်တော့ကျွန်တော်ကိုဝမ်မှာပြင့်မြောက်ဖို့ရှိနေပါပြီဆိုပြီးတော့ထုတ်ပေါ်ပြောကြတာဖြစ်ပါတယ်ခင်ဗျာသူရဲ့ညီထုံးမင်းအောင်နိုင်ပွဲရတဲ့ပွဲစဉ်အပြီးသူ့ကိုမေကုံမင်းမြတ်တဲ့သူတွေနဲ့တွေ့ရတဲ့အချိန်မှာသူကဒီစကားကိုပြောခဲ့တာပါခင်ဗျာအဲ့တော့ထွန်းထွန်းမင်းကအစောပိုင်းကာလာတော့က ဝါချမ်ပီယံရှစ်ကိုကူးပြောင်းထိုးဖို့အတွက်အွန်လိုင်းဆိုင်ရဲ့ဖိတ်ခေါ်မှုရရှိခဲ့တယ်။အဲဒီတော့ထွန်းနုမင်းကအွန်လိုင်းဆိုင်ရဲ့ကံလမ်းမှုတွေကိုညှဉ်းဆန်းပယ်ချခဲ့တယ်ပေါ့လေ။အခုတော့သူကအလေးနဲ့ထားပြီးတော့စဉ်းစားတဲ့အချိန်ကာလကိုရောက်သွားခဲ့ပြီ။ဝါချမ်ပီယံရှစ်မှာသူ့ရဲ့ကစားသမားဘဝနောက်ဆုံးအပိုင်းရှားကာလကို ဖြတ်သန်းမှ ဖြစ်လို့ထွန်းနုမင်းဟာရလက်ကောင်းနေရောက်နိုင်ပါမလားဆိုတာတော့စိတ်ဝင်စားစရာပဲ။ လက်ရှိမှာတော့သူညီနှစ်ယောက်ဖြစ်တဲ့ထွန်းမင်းနိုင်နဲ့ထွန်းမင်းအောင်တို့ကိုနီးပြဖြစ်လိုက်လံကြီးကြပ်ပြီးတော့ထွန်းထွန်းမင်းဟာဝမ်းချန်ပီယံရှစ်ရဲ့အထောက်ကိုလေးလာနေတယ်လို့ကျွန်တော်တို့စမိရခင်ဗျ။ဘာကြောင့်လဲဆိုတော့အနီးကပ်ဆုံးထိုးခဲ့တဲ့ထွန်းမင်းအောင်နဲ့ပွဲမှာဆိုရင်ထွန်းမင်းအောင်ကိုသူပြောပြခဲ့တဲ့နေ့စနစ်တွေသူရှင်းကပ်ခိုင်းတဲ့ဖြူဟာတွေကတော်တော်ကိုထိရောက်မှုရှိခဲ့တာလေးတွေ ကျွန်တော်မြင်တွေ့ရပါတယ်ဒီတော့ထွန်းထွန်းမင်းဟာသူ့ဘက်ကသေးစရာလိလာပြင်ဆင်ပြီးမှပဲဝမ်ချန်ပီယံရှစ်ထဲကိုဝင်ရောက်လာမဲ့သဘောမျိုးရှိနေပါတယ်ခင်ဗျလက်ရှိမှာတော့ဝမ်ရဲ့ကမ်းလှမှုကိုသူ့ဘက်ကလက်မခံသေးဘူးလို့ထွန်းထွန်းမင်းကပြောထားပါတယ်ဝမ်ချန်ပီယံရှစ်ကကျွန်တော်ကမ်းလှမ်းတာဟာငါးကြိမ်တိတိရှိနေပါပြီဒါပေမဲ့ကျွန်တော်လက်မခံဖြစ်သေးပါဘူးဘာကြောင့်လဲဆိုတော့ဝိမရှာအသေးတာကြောင့်ပါရှစ်လပိုင်းမှာ ကျွန်တော်မြန်မာနိုင်ငံမှာချန်ပီယံခပတ်လူရအောင်မယ်ဒီပွဲပြီးရင်တော့1နဲ့ကိစ္စကိုအလေးနဲ့ထားပြီးဆုံးဖြတ်တော့မှာပါဒီတော့နှစ်ကောင်ပိုင်းမှာကျွန်တော်ကို1မှာတွေ့မြင်ရဖို့ရှိနိုင်ပါတယ်ဆိုပြီးတော့ထွန်းထွန်းမင်းကပြောသွားခဲ့ပါတယ်ခင်ဗျဒီတော့ထွန်းထွန်းမင်းရဲ့ပြောစကားတွေအရတော့သူက1ကိုရောက်လာဖို့ရခိုင်နှုန်း60လောက်အထိရှိနေပြီဆိုတာကျွန်တော်တို့အရေးအမြတ်သိရှိရပါတယ်ထွန်းထွန်းမင်းအနေနဲ့ ဝမ်းကိုရောက်လာရင်ဘလို့ပွဲစဉ်မျိုးထိုးရမလဲဘလို့ဖိုက်တာနဲ့ဆုံတွေ့ရင်ဆိုင်ရမလဲဆိုတာကိုအခုကလေးကရင်ခုန်စာနဲ့စောင့်မျှော်မိပါတယ်ခင်ဗျာတ िश ူအားပေးတဲ့ပြိဿအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ